ဣသရေလနဲ့အီရန်ဇွန်59နှစ်ရဲ့2025နောက်ဆုံးရသတင်းများဣသရေလီတက်သည်အီရန်၏အရနန်းနှင့်ပေါ်တိုရိုရှိမြေအောက်နျူကလ িয়ার စက်ရုံများကိုတိုက်ခိုက်ခဲ့ပါသည် ballistic missile တင်ဆောင်စက်ရုံများ30ရာခိုင်နှုန်းခန့်ဖြည့်ဆည်းခံခဲ့ရပြီး missile တင်ဖြည့်ဆည်းမှု120ကျော်ရှိသည့် nuclear သုတေသနညာရှင်များ IRGC ဘိုချုပ် Smail Khan တို့လည်းတည်ဆုံးခဲ့ကြောင်းခန့်မှန်းထားသည့် Iran ဘက်ကလည်း150လောက်သော ballistic missile 100ကျော်သော Shahed drone များဖြင့်ပုံပြန်တိုက်ခိုက်ခဲ့ပါသည် Iron Dome နှင့် Arrow 300ကျော်ဖြင့်ကြားဖြတ်ဟန်တားနိုင်ခဲ့ပါသည် လက်ရှိထိခိုက်မှုလူ22ဦးဒဏ်ရာရပြီးမြောက်ပိုင်းဣသရေလတွင်လူ9ဦးသေဆုံးမှုရှိပြီးတီဂီရန်မြို့တွင်လူထုကြားစိုးရိမ်စိတ်များများလာပြီးစုဝေးမှုများမရှိအောင်ထုတ်ပြန်ထားပါသည် IRGC ရဲ့ဘဏ်ကိုဣသရေမှစိုက်ပါအတလုပ်ထားသည်ဣသရေကတိုက်ခိုက်မှုများဆက်လက်ပြုလုပ်ရန်စီစဉ်နေသည်အီရန်အနေနဲ့မျိုးသားလုံခြုံရေးကောင်းဆောင်အစ်များဖြည့်ဆွက်ပြီးတုံ့ပြန်မှုများအတွက်ပြင်ဆင်နေသည့်အမေရိကန်နှင့်ဂျီခွန်အဖွဲ့တို့ကတင်းမာမှု ျော်နည်းစေရန်တိုက်တွန်းနေကြပါသည်။ဂျီနီဗာညှိနှိုင်းမှုများပြန်ဆက်တင်နိုင်ရန်ကြိုးပမ်းနေပါသည်။အီရန်နှင့်အမေရိကန်ကြားနျူကလ িয়ার သဘောတူညီချက်ကိုပြန်လည်ညှိနှိုင်းရန်သတင်းရရှိပါသည်။အစ္စရေးနှင့်အီရန်တို့ကြားပရိပခ္ခသည်များစွာသောနိုင်ငံရေးစစ်ရေးလူမှုရေးအနေရများကိုဖြစ်ပေါ်စေနိုင်ပြီးနောက်ထပ်တိုက်ခိုက်မှုများလည်းဆက်လက်ဖြစ်နိုင်ခြေရှိကြောင်းသိရပါသည်ရှင်။